မင်္ဂလာပါရှင်။ဘာမခိတိတဲ့တင်ဌာနဤထိတ်တန်တဲ့င်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့ကြံဖို့တို့မင်းအောင်လိုက်စီလို့တီစစ်ဘိုလ်ချုပ်များအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြွေနဲ့မဲဆွဲစည်းရုံးရေးစည်းရုံးများအပီးစီယူလာပါတီရေးရစီမံခန့်ခွဲမှုကိစ္စများဗဟုကော်မတီဝင်အဆင့်ပင်ပေးမသိတော့ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရှမ်းဖို့ပါတီတို့မရောက်နိုင်စေလို့ဒီစစ်ဗိုလ်ချုပ်ကြီးများအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစည်နှင့်မဲဆွယ်စည်းရုံးရေးစည်းရုံးများအပီစီယူဆောင်လာသည်ဟုသိရှိထားကြောင်းကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမျိုးစောအောင်လင်းတွင်ညထုံဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကောက်ွယ်ရေးပစ္စည်းထုတ်လို့ရအရာရှိချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်း OTS 66အမတ်တုံးစစ်စင်ရေးအထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးတေစာကျော် DSA 28 MH6 စစ်စင်ရေးအထူးအဖွဲ့မှဒူးဖို့ချုပ်ကြီးတပ်ပုံ DSA 29စီရေးချုပ်ဒူးဖို့ချုပ်ကြီးဖုံရန် OTS 83စစ်ရာထူးခန့်ချုပ်ဒူးဖို့ချုပ်ကြီးလင်းအောင် DSA 26တပ်မတော်စစ်စေးရေးနဲ့စစ်ရင်စစ်ချုပ်ကြီးရည်လီဒူးဖို့ချုပ်ကြီးစိုးတင်နိုင် DSA 31တို့အပါဝင်မင်းအောင်လိုက်ဆေးလုခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှစံဖို့ပါတီမှတဆင်ရွေးကောက်ပွဲဝင်ချမိဖြစ်ကြောင်း ထိုသို့ရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည့်ကုန်ကြမ်းစိတ်များနှင့်မဲဆွယ်စည်းရုံးစည်းရိမ်များကိုပါကြဘာရေယူဆောင်လာပြီးချမ်းဖို့ပါတီကမြည်သည့်ကုန်ကြမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါတယ်။တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွယ်စည်းရုံးစည်းရိမ်ကစလို့ကိုစလေလောင်းစည်းရိမ်အကုန်လုံးတပါရေယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စီရမလို့ဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါးရဲပါတာနောက်ပြီးသူတို့ရုံအဖွဲ့တွေနဲ့သူတို့လာကြတာပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး ဥပမာဆိုရင်ဘိုးချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ရုံးအဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြည်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တယ်။သူတို့လူကြီးလာရင်ရုံးထိုင်မဲ့နေရာအခန့်ခအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရှိမြစ်ကပြောဆိုပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်းများရွေးချယ်မှုနှင့်ပတ်သက်၍လကောက်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီး မင်းအောင်လိုင်ကပင်အဆတ်အအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နဲ့မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ဗဟိုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြားမှာဓာတ်ရိုက်လုံနေကြတာဟုစံခိုင်ရေးပါတီသတင်းရှင်းပြကပြောဆိုပါတယ်။ ်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်ဖြင့်ကျပ်ဖို့ပါတီတို့ဖိုးချုပ်ကြီးအစင်မှအောက်ခြေအစင်အတီစစ်အရာရှိများရုံးအုံများနှင့်တက်ချက်ကြီးစည်ရင်များပါမကြံစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါသည်ဆက်လက်ပြီးနံပါတ်2မြို့ပေါ်အမှတ်၈ရပ်ကွက်ဖုန်ကြီးကျောင်းနှင့်လူနေရပ်ကွက်ပေါ်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုပြည်သူ၃ဦးသေဆုံးပြီး၈ဦးထဏ်ရာရမန်တုံမြို့ကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကသိမ်းပိုက်ထားတဲ့နံပါတ်2မြို့ပေါ်အမှတ်၈ရပ်ကွက် ။ဟုံကြီးကြောင့်လည်းလူနေရပ်ကွက်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့အောက်တိုဘာလ၂ရက်နေ့နနက်9:23မိနစ်ဝန်းကျင်အချိန်စစ်တပ်ကနှမတူမျိုးအမှတ်ရှိရပ်ကွက်ပုပ်ပါယုံဖုံကြီးကြောင်အနည်းနဲ့လူနေရွက်ွက်ပေါ်တို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပေဘုံကျဲချခဲ့ကြောင်ဘုံကျဲမှုကြောင်ပြည်သူတော်ဦးဖွဲ့ချင်းပြီးတည်ဆုံသွားခဲ့ပြီးကလေးငယ်များအပါဝင်ပြည်သူရှိဦးမှဒဏ်ရာများရရှိခဲ့ကြောင်သိရပါတယ် ဒါကနံပါတ်2မျိုးပေါ်ကိုပထမဆုံးဘုံကျဲချတာပဲကျဲတာတော့တိုက်လျင်နဲ့ကျဲချသွားတာပေါင်900ဘုံလို့ထင်တာပဲပောက်ကွဲမှုရောပောက်ကွဲတန်ရောအရန်ပြင်းထန်နေလောလောဆယ်တော့၃ဦးကတော့ဖွေးချင်းပြီးဆုံးနေဒဏ်ရာရတာတွေမှလည်းဒဏ်ရာပြင်းထန်တာတွေပါတယ်နေအိမ်ရှိလုံးပြက်စီးပါတယ်ဟုနံပါတ်2မျိုးမှာဒေသခံပြည်သူတို့ကရှင်းပြပါတယ် ထို့ပြင်စစ်တပ်ကမန်တုံမြို့ရှိရခိုင်စစ်ကောင်စီဤခလာရ130တရင်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲချသွားခဲ့ကြောင်းလက်တလောပုံကျဲချမှုကြောင်းထိခိုက်ဒေဆုံမှုတရင်အခြေအနေမသိရသေးကြောင်း TNL တရင်ရင်းမြစ်ထံမှသိရပါသည် TNL ဤထုတ်ပြန်ချက်တွင်မှယနေ့နက်9:23မိနစ်အချိန်နံပါတ်2နှင့်မန်တုံမြို့တွင်စစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်ပုံမျှလာရောက်ကျေချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနောက်ဆက်တွဲထိခိုက်ပျက်စီးမှုကိုဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်းဖော်ပြချပါသည်။ ကျက်ဖို့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မယ့်အမတ်လောင်းများ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြံ့ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါရ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ခရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းဒါတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရန်ရင်းအခြေအနေများကြောင်းကျန်းဖို့ပါတီက၎င်းတို့၏ရွေးကောက်ပွဲတွင်ပြန်ပြီးအမတ်လောင်များ၏အမည်စရင်ကိုလှုပ်ဝက်ထားခြင်းဖြစ်ကြောင်းအမတ်လောင်များ၏အမည်စရင်ကိုသိရှိသွားပါက PDM များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖို့ပါတီကမပေါက်ကြားစေရန်လှုပ်ဝက်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် အမလောင်စည်ရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူး။ခိုးမျိုးနယ်နဲ့ကိုခိုင်လောက်ပဲသိရတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အမလောင်စည်ရင်ကိုဥက္ကဋ္ဌနဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်လှုပ်ဝက်ထားတယ်။အဲဒါကလုံခြုံရေးစိုးရိမ်လို့ပါ။တပ်ဖက်အဖွဲ့တွေကလည်းအေးအေးယူမိန်။လုံခြုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကအယံကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။အမတ်လောင်းနံမဲစီရင်တွေထွက်သွားရင်လုံကြံတက်ဖြတ်တာတွေလာမှာစိုးရင်ရတယ်။အဲဒါကြောင့်ပါတီထဲမှာတောင်ပြီးမသိသေးဘူး။ ရွေးကောက်ပွဲလေတကယ်စပြီးလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတရားပြင်ဆင်ပြီးရင်တော့အတိပေးမယ်လို့ထင်ပါတယ်ဟုကြံခါရေးပါတီတင်ရင်းမြစ်ကပြောဆိုပါတယ်။လက်တလောစစ်တလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကျန်းဖို့ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစဉ်နေကြောင်း စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ခုနှင့်ထက်သီးပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့ထဲတွင်ကျန့်ဖို့ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါသည်။ကျန့်ဖို့ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြည်သူ့လွှတ်တော်တွင်အမတ်လောင်း265ဦး၊အမျိုးသားလွှတ်တော်တွင်အမတ်လောင်း156ဦး တိုင်းပြည်နယ်လွှတ်တော်တွင်အမှတ်လောင်း969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်း1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါသည်။ချက်ဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်းပြိုင်တော်လဲမဲဆန္ဒနှင့်အပြည့်ရှင်းပြိုင်ခြင်းမဟုတ်ဘဲအချို့သောမဲဆန္ဒနှင့်များတွင် လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါသည်။စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ရှင်းပြိုင်နှင့်ပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံနိုင်မည်နိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွှတ်တော်ကုသလေလောင်းများပါဝင်ကြောင်းသိရပါသည်။ စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်တိုင်းဒါစီလုံးညီညွတ်ရေးပါတီတာစာညာကကိုစလေလောင်694ဦးတသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦးရှမ်းနှင့်တိုင်းဒါမြဒီမိုကရက်တစ်ပါတီဂျာပြူပါတီကကိုစလေလောင်984ဦးကိုကိုကြီးဤပြည်သူ့ပါတီကကိုစလေလောင်912ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက 64လောင်း960ဦးနဲ့တက်သီးပုဂ္ဂလ64လောင်း95ဦးပါဝင် ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်းကင်းမြို့နယ်တွင်ရွေးကောက်ပွဲဝင်ပါကလှုပ်ကြံတက်ဖြတ်ခံရနိုင်တဲ့ဖြင့်မင်းကင်းမြို့မောင်ကနေပြည်တော်စပူတီတီမြို့နယ်ပြည်သူ့လွတ်တော်မင်းဆန္ဒနယ်တွင်သာရှင်ပြိုင်တော့မည်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်တွင်ရွှေကောက်ပွဲဝင်ပါကလှုပ်ကြံတက်ဖြတ်မှုများနှင့်ဝင်းရံသူများတိုက်ခိုက်ခံရနိုင်သဖြင့်မင်းကင်းမောင်မြင့်က နေပြီးတော့စကူတီတီမြို့နယ်တွင်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရှင်းပြမည်ဖြစ်ကြောင်းလူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်၂010ရွေးကောက်ပွဲနှင့်2015ရွေးကောက်ပွဲတွင်မင်းကင်းမြို့နယ်မှအနိုင်ရရှိခဲ့သောရှမ်ဖို့လွတ်တော်အမတ်မင်းကင်းမောင်မြင့်ကလာမည့်ဒီဇင်ဘာလတွင်ကျင်းပမယ်ရွေးကောက်ပွဲတွင်မင်းကင်းမြို့နယ်မှမပြိုင်တော့ဘဲနေပြီးတော့စကူတီတီမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောက်ရှင်းပြမည်ဖြစ်ကြောင်းမင်းကင်းမြို့နယ်တွင်တွားရောက်ရှင်းပြပါကလှုပ်ချန်တက်ဖြတ်ခံရမှုများနှင့် ဝင်းရံသူများတိုက်ခိုက်ခံရမည်ကိုစိုးရိမ်ပြီးမင်းကင်းမှမဲဆန္ဒရှင်များကိုမထိခိုက်မနစ်နာစေခြင်းသည့်အတွက်နေပြည်တော်မှတဆင့်အရှင်ပြိုင်ခြင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါရယ်မဲဆွယ်စီယုံရေးတွေလှုပ်လို့အဲ့ဒီမှာကျွန်တော်ကိုဝင်းရံတဲ့လူတွေကိုပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ထိခိုက်နစ်နာခံရမယ်သဘောရှိတယ်အိမ်တွေဆိုမီးရှို့ခံရတာရှိတယ်လူတွေကလည်းခစင်ကလေးအထွက်ပြေးနေရတယ်အဲ့ဒါတွေကဘသူကြောင့်ဖြစ်ခဲ့တာလဲဆိုတော့ကျွန်တော်ကြောင့်ဖြစ်တာပေါ့အခုသွားပြန်ရင်ထပ်ဖြစ်အောင်မှဖြစ်လို့သူတို့ကိုစာနာပြီးသွားမပြိုင်ဘူး နောက်တစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲမှာတခြားလူတွေပြိုင်တာနဲ့ကျွန်တော်ပြိုင်တာနဲ့မတူဘူးကျွန်တော်ပြိုင်ရင်သူတို့အတွက်ရှုံးဖို့အခြေအနေအများဆုံးရှိသွားမှာဆိုတော့ကျွန်တော်ကိုပဲသူတို့ကလှုပ်ကြံတက်ပြတ်ဖို့ကြိုးစားမှာပဲကျွန်တော်ပဲဖြစ်ချင်မှဖြစ်မှာပုံတခြားသူလည်းတိုက်ခိုက်မှာပုံဒါရီအားလုံးကကိုယ့်ရဲ့ပယောကကြောင့်ဖြစ်တယ်လို့ယူဆရင်ကျွန်တော်လည်းတသက်လုံးစိတ်ကောင်းနိုင်စရာမရှိဘူးဒါကြောင့်အခုနေရာဟာပုံမလုံးကြုံအေးချမ်းမယ်လို့ယူဆလို့ဒီနေရာကိုရွေးချယ်တာဖြစ်တယ်ဟုမင်းကင်းမောင်မြင့်ကပြောဆိုပါတယ် မင်းကင်းမောင်မြင့်ခေါ်ရဲမြင့်သည်အသက်68နှစ်ရှိနေပြီဖြစ်ပြီးစစ်တပ်တွင်ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သောစစ်ရာရှိတဦးဖြစ်သည်အာနာရှင်ဟောင်းတန်းရွှေလက်ထက်တွင်2004ခုနှစ်မှ2017ခုနှစ်အထိနိုင်ငံသားရေးဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2010ရွေးကောက်ပွဲတွင်မင်းကင်းမဲဆန္ဒနှင့်မှပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်တိန်းစိန်အစိုးရလက်ထက်2017မှ2012အထိအလုံသမားဝန်ကြီးအဖြစ်လက်ကောင်း 2012ခုနှစ်မှ2016ခုနှစ်အထိစက်မှုဝင်ကြီးအဖြစ်၎င်းတာဝန်ယူခဲ့ပုသူဖြစ်သည်2015ရွေးကောက်ပွဲတွင်လည်းချက်ဖို့ပါတီ၏မင်းကင်းမျိုးနယ်ဖီသူလွတ်တော်ကိုယ်စားလှယ်အဖြစ်ထပ်မံအနိုင်ရရှိခဲ့သည်